အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့နေစရာမရှိလို့တငယ်ချင်းသားမိ၃ယောက်ကိုအိမ်ခေါ်ပြီးကုညီပေးရမှာအောက်လန်းနဲ့လုပ်တယ်ဆိုပြီးတော့ပြဿနာဖြစ်နေတဲ့တငယ်ချင်းနှစ်ယောက်ရဲ့ရုပ်တံဗီဒီယိုခိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာ အားလုံးလည်းဒီ profile လေးကိုကြည့်ပြီးတော့ဝေဖန်တောင်းတပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကွင်းဆိုတဲ့ကောက်မှเนาะကလေးစာအုံမီးရှို့မီးရှို့ပြီးတော့ကြောင်တောင်ဖြစ်လို့ကလေးကိုလည်းအသေးရိုက်လို့သူ့ဟာသူဟိုဟွာ line မှာ line line များအောင်လို့ရှောက်ပြီးပြောနေတာเนาะကျမတို့ဒုက္ခရောက်လို့ဆိုပြီးကျမအဆအဆုံးရှင်းပြမယ် ကျမအဲ့နေဖုန်းဆက်လိုက်တယ်တဲရေငါနင်းကို subscribe ကြောင်ညာအချင်လို့ဒါမှမဟုတ်လေငါနဲ့နေနဲ့ချိတ်ပြီးတော့အဲ့လိုပတ်ဆက်စာပြီးလောက်ပါလားနော်ကျမခေါ်လိုက်တယ်ခေါ်လိုက်တော့သူအဲ့ရမှာအိမ်ပြောင်းအောင်လို့ဒုက္ခရောက်နေတယ်နောက်ဆုံးသူရောက်ခမလားမသိသူယောက်ျား၃ယောက်ရှိတယ်ယောက်ျား၃ယောက်ရှိရဲ့ဟာမနောက်ဆုံးယောက်ျားရဲ့ယောက်ခမအိမ်အမေအိမ်လားမသိသူသွားရယ်နော်သွားပြီးတော့ကျမကိုဖုန်းနဲ့ဆက်တယ်ကျမယောက်ျားအဲ့လိုရှုပ်ရှုပ်ရှက်ရှက်ကျမဟိုကရှုပ်ရှုပ်ရှက်ရှက်လုံးဝမကြိုက်ဘူးနော်ကျမကလည်းအိမ်ပေါ်ကအိမ်အောင်တောင်းစင်းနေလို့မဟုတ်ဘူးနော်အဲ့လိုဖုန်းဆက်လို့မလို့ တကယ်အဲ့ဆိုရင်တော့တဲ့ငါ့အိမ်လာနေအစင်မပြင်းငါ့အိမ်လာနေကိုကကိုကတော့ဒီတငယ်ချင်းမှမဟုတ်ဘူးအကုန်လုံးကိုကောင်းပေးရယ်နော်ကိုကိုအကြောင်းပြန်မသိရလို့ဆိုအကုန်လုံးသိရယ်စကားပြောတာအစားနော်ကျမရိုင်းရိုင်းဆိုင်ဆိုင်နေမှာမပါဘူးနော်သူဒုက္ခရောက်နေလို့အေးအဲ့ဆိုလဲတဲ့တဲ့ရေငါအိမ်လာနေရှင်တို့ကိုချင်းစာချင်းနော်ကျမအိမ်မော်ခေါ်တင်လိုက်တယ်နော်ကလေးနှစ်ယောက်နဲ့ရောက်လာပထမတော့အကောင်မဲ့အေးစီပဲကျမညဆူဆက်ခရက်ရိုက်ခိုင်းနေမျက်နှာကြီးစူပုတ်ပြီးကျမဝင်ရိုက်ပေးချင်းအဲ့နဲ့အော်အေးတဲ့ကျမဆက်ခရက်လောက်ခိုင်းနေနော်ဆက်ခရက်ကတဲ့အောက်လဲမလို့တဲ့ အမဲအောင်သူနဲ့အမဲအောင်အဆင်မပြေဘူးတဲ့အမဲဆိုအောက်လည်းမလို့တဲ့နောက်တစ်ခုကြက်ချက်တော့လုပ်တယ်ကြက်ချက်တော့ကကြာလေသူ့ရဲ့အတိုက်တဲ့အောက်လည်းမလို့တဲ့အဆင်မပြေဘူးတဲ့နော်ရှင်တို့စဉ်းစားကြည့်အောက်လည်းအဆင်မပြေဘူးတဲ့ကျမစီပွားရုံနော်ကျမစီပွားရုံဒီနောက်ကဒီမှာဒီတောင်မန်လေးအလှချိတ်ထားတဲ့ဟာအစသူ့ရဲ့နောက်မှာလေတောင်မန်ပောက်ပြီးတော့တဲ့အောက်လည်းနဲ့လုတ်တယ်လို့ခံစားရတယ်တဲ့ပြီးတော့ဘာပြောလဲဆိုသူကြောက်နေလားမကြောက်နေလားကျမပြောပြမယ်နော်ဟွာတဲ့ သူအိမ်အိမ်ပြောင်ရွှေကားသမားတွေကိုသူကအဲကျမရင်ရောက်လာပြီးတော့အိမ်ပြောင်ရွှေကားသမားတွေကိုအိအိအိပစ္စည်းတိုင်းနဲ့နေမှာတည်လာပြီးတော့12သိန်းမပေးဘဲနဲ့အိကားပေါ်မှာပစ္စည်းအကုန်ထားထားတယ်နော်ပစ္စည်းကုန်ထားတာဖုန်းနဲ့ဆက်သွယ်မလုပ်ဘူး။ तू ကသူအဲ့ဒါတော့သူကိစ္စပါတော့။သူသူထားတာရယ်အိမ်ပြောင်ရွှေကားသမားတွေကအဲ့လိုခံရတယ်။ခံရပြီးတော့နော်ကျမဟိုကလေးကိုလေဒီအိမ်မှာရိုက်တိုင်းအများနဲ့ပေါ့နော်။ကလေးကိုလေကြောင်ကြောင်ကြောင်တောင်တောင်ဖြစ်တိုင်းထထရိုက်တယ်နော်။ပြီးလို့ရှိရင်ဗာပြောလဲဆိုရင်ဟိုအားတဲ့ သူ့ရဲ့အဲ့တောင်နှကုံမှာနေခဲ့တဲ့အိမ်ပါဝင်ကျင်ရတဲ့ဖက်ဖက်တီးမှာလည်းဝဝနဲ့ကောင်မှာလည်းသူ့အောက်လန်းနဲ့လုတ်တယ်အိမ်ပါဝင်ကျင်ရပေါ့သူ့အောက်လန်းနဲ့လုတ်တယ်သူ့အိမ်မှာလည်းအသံနေကြရတယ်ပေါ့နော်အဲ့နေကျမတို့ခြားထဲမှာခင်တဲ့တကယ်ချင်းတယောက်ရှိရကျမငွေကြီးသူ့နဲ့ပြဿနာတက်ထားတဲ့ယောက်ကျမကျမချီးလိုက်တဲ့ချီးပြီးပြဿနာတက်ထားတဲ့တယောက်ကိုအဲ့ငွေကြီးတယောက်ကိုအဲ့တယောက်ကလည်းတဲ့သူ့ကိုလေအောက်လန်းနဲ့လုတ်တယ်သူကအခုလေအပြစ်မှာဖုံး အပြင်ထွက်သွားရယ်နော်မနေ့ဆိုရင်အပြင်ထွက်သွားရယ်လမ်းမှာဘတ်စကားပေါ်မှာဘတ်စကားစီးရင်နဲ့ဖုံးရင်တပားနဲ့ပဲတွေ့တွေ့လူနဲ့ပဲတွေ့တွေ့သူ့အဲ့ဖုံးရအောက်လမ်းနဲ့လုတ်တယ်ပဲပြီးရင်အဲ့ဖုံးရနဲ့သူ့ကိုပခုံးတိုက်တာအောက်လမ်းနဲ့လုတ်ချင်လို့တဲ့နော်နောက်ထပ်ရှိသေးတယ်သူအဲ့လိုဘယ်မိတ်ဆွေတငယ်ချင်းတွေပဲတွေ့လာတွေ့လာအောက်လမ်းနဲ့သူ့ကိုလုတ်ခဲ့တယ်ပဲအဲ့နဲ့ကျမတို့ကကြာတော့ဒီအောက်လမ်းနေပဲကြားနေရအဆင်မပြေနေတော့ဘူးတိလာတစ်ချိန်လုံးသူ့နှုတ်ကအောက်လမ်းအောက်လမ်းအဲ့နဲ့ကျမမေရောចောင်းသွားတယ် နော်မေတော်ចောင်းသွားတယ်អ៊ំသွားခွဲចាំហូរយិនកដែរអ៊ំខ្វဲតែយីလိုက်ឈិនលဲလိုက်ခဲ့មេរောចាទៅស៊ូតောင်းពីလိုက်ឈិនលဲလိုက်ခဲ့ဆိုလိုက်មែនလိုက်មែនដែរទូលဲគូកွယ်យីဆိုပြီးတော့လိုက်ពីខ្វဲပြီးတော့ပြန်လာတော့ចាទៅចាំဘ្លូចាំយកចាអលុបទွားហើយเนาะចាំဘ្លូទីខាន់ခဲ့លဲဆိုเนาะဒီអីមកញ៉ាបេជីဘ្លូဘ្លូអ៊ំណောက်ပြက်លဲဆိုវិញเนาะអីមេរောហ่าដែរអមេဖြစ်နေលូដែរអមេកាលីម៉ាដែរ တိလားအမေဖြစ်နေအမေတော်စော်ကားနော်မကိုကွယ်တဲ့နေသူ့ပါသူလိုက်လာတာကြောင်းနေလဲကျမမခေါ်ပွဲမခွဲဘူးဆိုလဲကျမတို့ဘာမှမဟုတ်မှာဖြစ်ဘူးသူ့ပါသူအောက်လန်းနေလှုပ်ပြီးတော့သူ့ပါသူကြောင်းနေရနော်တဲရဲ့ဟွာရဲ့ဟိုဘာလဲအဲ့လိုတဲ့အမေတော်ကလည်းအမေကြီးဖြစ်နေလို့တဲ့ပြီးတော့လည်းတကားကြီးရတဲ့ပိတ်ထားတာလေအဲ့ဒါလေအောက်လိုင်းနဲ့အမေတော်ပြောရတော့အောက်လိုင်းနဲ့အဲကျမတို့လည်းယုံကြည်မှုလုံကွဲနေရတော့မဟုတ်ဘူးဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်နော်အုံခွဲရဲဆိုတာကံလေးမြင်အောင်လို့တော့ခွဲရကိုယ်ကဘယ်သူမှအတိုက်ခိုက်မလုပ်နိုင်အောင်လို့တော့ခွဲအဲ့ဒါမေတော်ကလည်းဟိုဟာလည်းဘာလဲ ဲ့လိုမဲအောင်ဆိုတော့တဲ့အောက်နဲ့အောက်အောက်လိုင်းနဲ့ဆိုလို့ပြောရနော်ပြီးရောနော်သူ့ရဲ့အုံနောက်ပြက်လားမပြက်လားကျမနေရာဆိုခံစားကြည့်လိုက်နော်နေ့တိုင်းနော်ဒုက္ခတွေပေးနေရကျမအိမ်မောတက်ပြီးတော့နော်ကြောင်တုံတုံလေးလုံနေရခဏနေဖျားသွားမယ်ခဏနေအောက်လိုင်းနဲ့လုတ်ခံရခဏနေစိတ်မကြည်ရောခလေးကိုရိုက်သူ့ဝေမန်းနီးနဲ့ငွေထဲတာအစားဝေမန်းနီးကအနီရောင်နဲ့ဟိုဟာတဲ့ဟိုဟာတဲ့ဝေမန်းနီးကအဖြူရောင်ဝေမန်းနီးရတဲ့အဝါရောင်ပေါ့နော် ရုံးမပန်ရဲ့အဖြူရောင်ပေါ်မှာအနီရောင်နဲ့အဲ့အားတဲ့သူ့ကိုလည်းအောက်လန်းနဲ့တိုက်တာတဲ့အဲ့တော့သူ့စိတ်တွေထွေပြားလာပြီဆိုရင်ကလေးကိုလည်းအဲ့ညာအသေးရိုက်တာနော်သူကလေးကလည်းအရန်ဆိုးတယ်ကလေးကိုအရန်အသေးရိုက်တာအသေးရိုက်တော့အဲ့မှာအော်ကြီးဖြစ်ကျကျမတို့အိမ်မှာပတ်ဝန်းကျင်တည်ရနော်ကျမတို့ပတ်ဝန်းကျင်အကုန်တိအကုန်တိရတယ်တသိတွေခေါ်ပေးအောင်မှာသူ့အိမ်အိမ်မြောင်ရှင်ကာသမားတွေသူပစ္စည်းသွားမြို့ပဲအဲ့ကာသမားတွေရာတဲ့သူ့ရဲ့တငယ်ချင်းကချင်ကောင်ဆိုရဲတကောင်ရှိတယ်သူနဲ့လာလာတွေ့အဲ့ကချင်ကောင်ရဲ့ကောင်မလေးရာတဲ့သူတို့ သူအဲ့ကောင်မလေးကိုတော့ပြောတယ်တဲ့ဖုန်းဆက်ပြီးရောတဲ့ညနေပိုင်းရောက်လာပြီးတဲ့ဟိုဟာတဲ့ဖုန်းဆက်ပြီးတော့ပြောတယ်တဲ့ဘာပြောလဲဆိုတော့တဲ့ဟိုဟာတဲ့ဘာလဲ miss ပြိုင်မွေးပါကျမတို့မကြည့်မကြည့်ဖြစ်ပါဘူးသိရမလားဟိုလူငယ်ဆိုတက်လာရင်တော့ကြည့်လိုက်တာပဲပုံမှန်တော့စိတ်ဝင်စားခြင်းမရှိတော့ကိုလည်းမသိအဲ့ဒါတဲ့ဟိုဟာတဲ့ထိုင်းပါတဲ့ဟိုဟာဘာလဲကချင်မလားမသိ JK ဆိုပြရလားမသိတော့ပြိုင်တာတဲ့အဲ့ဒါတဲ့သူကတဲ့ဟိုဟာတဲ့ပပနက်ဝက်ကိုဖုန်းဆက်လိုက်လို့တဲ့မြန်မာနိုင်ငံ crown မရတော့တာတဲ့ ဲ့လိုပြောတယ်တဲ့အဲ့အဲ့အိမ်ပြောင်းရွှေကားသမားတွေရတဲ့အဲ့လိုအဲ့ကချင်ကောင်ကောင်မလေးကိုတော့ပြောဟဲ့လို့နင်းကချင်ကောင်နဲ့ကောင်မလေးနဲ့အဲ့ကောင်ကောင်လေးအဲ့အဲ့ကောင်လေးနဲ့ဘယ်လိုလိုသိရလဲဒီကားသမားရင်းနဲ့ပေါ့နော်မိန်းကလေးဆိုတာဘယ်လိုလိုအဆက်ဆက်မိပြီးတော့သိရလဲပေါ့အဲ့အားနဲ့မဟုတ်ဘူးတဲ့သူတို့ကဂရုရှိတယ်တဲ့ကားသမားရင်းနဲ့ပြောတာတဲ့သူတို့ကဂရုဂရုတတတဲ့ကျွန်မကိုဘာပြောမှမသိအယူးမှားကြီးလိုပဲသိလားအဲ့လို ကျမမစာရေးလဲရှိရနော်အတန်ဖိုင်လဲရှိရအဲ့လိုပြောတယ်ဆွမ်းနာလဲကျမဖုန်းခေါ်ထားတယ်နော်ကောင်မချသွားတယ်ကျမဘလော့ပြောပြောချင်တိုင်းနေပြောနေနမဲကြီးချင်တာနဲ့အိမ်မော်တက်ပြီးဆော့ကနော်နင်းအဲ့လိုဆော့ကလို့လဲနင်းကလေးခံရတာဘာသူမှအောက်လဲနဲ့မလုပ်ဘူးကိုရဲ့စေရစေတနာကိုမြတ်တာကိုပြန်စူးလာပဲနော်ပြီးတော့အမြဲပြောသူ့ရဲ့နိုင်ငံရေးတစားခံအဖြစ်တဲ့ဘာဘသူကလောက်တာဆိုလာပဲကျမလည်းမသိဘူးကြာရင်ကျမယောက်ျားတော့ ကျမကပြောတယ်နင်ယူရမယ်နော်နင်သူနဲ့နင်ယူရမယ်သူလဲကြားတယ်အကုန်လုံးနော်ဟိုကတဲ့နိုင်ငံရေးတစားကနေအခုဟိုမှာလူငလင်လုတ်တယ်မန္တလေးမှာငလင်လုတ်တယ်သူပြန်လာလို့တဲ့သူတစ္ဆာစူးလာတယ်သူကြောင့်မလို့တစ္ဆာစူးပြီးတော့ငလင်လုတ်တာကျမလည်းမကြားဘူးတဲ့စကားရည်နော်ပြီးတော့ဂျာပန်အဖွဲ့တွေရောသူပြောနေကြဂျာပန်အဖွဲ့နဲ့ဘယ်အပြာအဖွဲ့နဲ့ပန်းရောင်အဖွဲ့နဲ့ဘလို့တိုက်တာအဲ့ဒီထဲမှာငါနိုင်ငံရေးတစားဖြစ်ခံဖြစ်ခံရမှာခလေးခလေးကိုဆုံးမရင်ကျမတို့လည်းဘာကြီးကြားနေရမှန်းကိုမသိရအဲ့တော့ဂျာတော့လူဆိုတာကိုယ့်အိမ်မော်လဲခေါ်တင်တာတည်းကိုလေတည်လားဂျာတော့ဒီကလေးနှစ်ယောက်ရဲ့ညသက်ကောင်ကြီးဒီမှာပတ်ဝန်းကျင်ရှိရဲ့လာ မေးလို့ရှင်တို့လာမေးလဲရတယ်ကျမနောက်နေ့ပြဆိုလဲပြပေးမယ်တိလားအခု तू တော်တော်လွန်လာလို့ကျမထုတ်ပြောရနော်အဲ့တော့နိုင်ငံရေးတရားခံတွေရောဘာတွေတနေ့တနေ့ကိုရှုပ်နေရပဲကွယ်သိရမလားသူ့ကိုအခုလိုငိုတုတ်ထိုင်နေနေလဲနော်ခဏနေဟဲ့ဘယ်သူကအွန်လိုင်းနဲ့လောက်လိုက်လို့ကျမစိတ်တွေထွေနေပြီဘယ်သူကမီးထွန်းနေပြီအဲ့လိုအယူးမာကြီးလိုဖြစ်နေရ အဲ့တညမှာလေကျမတို့အိမ်ရှိမှာနော်ဗီဒီယိုရိုက်တလို့နဲ့ကျမတို့အိမ်ရဲ့အရှိမအောင်ရွဲ့ပြုံးနေတာငွေချင်းတင်ဟိုဟာပေါ့နမည်မထည့်ရပဲရှိရဘလို့ဘယ်ကောင်မှဘလို့ပေါ့ကျမအိမ်ကြီးအနေဝတ်တင်နေရသူကဘလို့အယောင်မကြိုက်မှန်းသိရတာနဲ့အနေဝတ်တာပေါ့အဲ့လိုပြောတာနော်ကောင်မတော်တော်လွန်နေပြီနော်တီးခံတာအတိုင်းတာပဲရှိအိမ်မခေါ်တင်ထားပြောရှင်တို့ကိုချင်းစာပြီးတော့ငါတို့တားမိတယ်နင့်စီကိုဒုက္ခရောက်ပြီးလာတယ်ဆိုရလဲမှန်တယ်တားမိ၃ယောက်လာနေခဲ့တယ်ဆိုရလဲမှန်တယ်တကယ်လဲဒုက္ခရောက်နေခဲ့တာ နော်တကယ်လဲတစ်ခါရောက်နေခဲ့တာဒါပေမဲ့ထပ်ပြီးတော့ငါဘက်ကနေပြီးတော့နင့်အပေါ်ကိုထားတဲ့သစ္စာအမှန်ကန်လားမမှန်ကန်လားငါထပ်ပြောလိုက်မှာငါတို့တော်သားမိတွေဒုက္ခရောက်ပြီးတော့အမှန်တကယ်ဒုက္ခရောက်ပြီးလာနေတယ်ဆိုတာလည်းမှန်တယ်နင်းစီမှာရောက်နေတဲ့အချိန်အတော်အတွင်းမှာလည်းငါတို့မိသားစုစိတ်ဆင်းရဲနေရတယ်စိတ်ဒုက္ခလွယ်ကျန်တဲ့ကိစ္စဘယ်အရာမှငါမတွေးခဲ့ဘူးငါငါငါအပူဖဲနဲ့ငါငါတော့ခါနဲ့ငါဟုတ် ငါသားသမီးတွေကငါចောင်းကောင်းကောင်းထားနိုင်မှုအရာအားလုံးကငါလုပ်ပေးနိုင်မှုအတွက်ငါတာဝန်မကျေရအတွက်ငါစိတ်ပူပန်မှုနဲ့ငါငါရှိနေတဲ့လူမျိုးเนาะဟုတ်နင်းပြောသလိုမျိုးဟုတ်တယ်အိမ်မှာလဲဟွာဖြစ်တည်ရခေါ်လဲကဲတင်ထားတည်ရဘလို့ပဲရစ်လို့ပြောရလောက်အောင်ဒီငါအောက်တန်းမကြခဲ့ဘူး နေဘကနေတာနင်းနင့်ကိုနင်းပြန်တွေးနင်းသစ္စာမှန်ခဲ့ရဲ့လားငါတို့သားမိတွေကိုခေါ်တင်ထားတဲ့အပေါ်မှာနင်းရဲ့စိတ်ထဲမှာရှိတဲ့စိတ်ပိုင်းဆိုင်ရာတွေကိုနင်းရိုးသားမှုရှိခဲ့ရဲ့လားဆိုတော့နင့်ကိုနင်းပြန်တွေးပြီးတော့အဲ့ဒီကြာပန်းနေဘာတွေပန်းနေဟိုဟာတွေဟိုအကြောင်းတွေဒီအကြောင်းတွေဆိုတာကလေငါဘက်ကနေရိုးရှင်းတယ်ငါပန်းမဲအပြာရောင်မဲဝွေဝွေငါပန်းမဲဖျားပန်းမဲလှူလှူဘဲအရာပဲလှုပ်လှုပ်ငါဘက်ကနေစိတ်ရိုးရှင်းနေဖို့ပဲငါလိုအပ်တယ်ငါဒါပဲငါဝှစ်ချင်တာငါဝှစ်မယ်အပြာရောင်လဲငါဝှစ်မယ်ပန်းလဲငါ ဖျားပန်းလဲလှူမှာပဲငါပန်းလဲပန်ချင်းလဲပန်မှာပဲငါဘယ်ရမဆိုငါလှုပ်ချင်ငါလှုပ်လိုက်မှာပဲငါစိတ်ငါဘက်ကစိတ်ကရှင်းတယ်တော့ဒါပေမဲ့ဟိုစိတ်မရှင်းတဲ့အတွက်ကြောင့်မို့လို့ငါနင့်ကိုမေးလိုက်ရတာတခုပဲရှိရငါငါဆိုလို့ရှိရင်အေးတခုတော့ရှိရငါငါအရှိမလူတယောက်ကအဲ့လိုမျိုးတခုခုပေါ်တော့စိတ်နာအောင်ပြောတာရင်ငါအဲ့လိုမျိုးစိတ်ငါစိတ်ထဲမှာနာထားရင်ငါစိတ်နာနေတတ်တဲ့အချင်းရှိရဲ့ ။ငါကြောင့်မို့လို့ငငယ်ချင်းပေါ့နော်အဲ့လိုမျိုးအဲစိတ်ဒီပန်းတွေဘာတွေကသူသူများတွေကဘာလို့ငါတို့ပေါင်းခတ်ထားတာလဲပေါ့နော်ဒီပန်းတွေမိုးပြရောင်တွေကအဖွဲရှိတာလားတစ်ဖက်စီရှိတာလားငါကငါမသိလို့နေကိုမေးခဲ့ပြီးတာပဲရှိတာငါမသိလို့ငငယ်ချင်းအဲ့လိုမျိုးတွေအဖွဲတွေကမြန်မာနိုင်ငံကြီးမှာငါမလေးလာလိုက်ရတာတွေငါဘဝတုဒ္ဒအားနေတာတွေရှိနေမှာဆိုလို့နေကိုငငယ်ချင်းအဲ့ဒါတွေကအဲ့လိုမျိုးအဖွဲခွဲနေတာမျိုးတွေရှိသလားပါရီများရှိတယ်လေငါမသိလို့နင့်ကိုမေးခဲ့မိတာပဲရှိတာဒါတွေကငါယူနေရလို့နင်ထင်ပြီးငါယူနေရဆိုရင်နင်လျှောက်ပြောနေရတော့နင့်သဘောပဲစကားကိုအမှန်ပြောပါ ကိုလီကိုမာရီမပြောပါနဲ့ကျွန်မသမီးနဲ့ကျွန်မတို့သားသမီးတွေဒုက္ခရောက်အခက်ခဲဖြစ်လို့အိမ်မြောင်းရွှေကားနဲ့နေကိုပစ္စည်းတွေသွားပို့ရတယ်နေ ਉਹ ပစ္စည်းတွေသွားပို့ပြီးတော့တော်တော်လေးချမ်းဖြစ်တဲ့အချိန်မှာသူဖုန်းဆက်လာတယ်။ဖုန်းဆက်လာပြီးတဲ့ရီဒီမှာဆက်ခရက်တွေရောင်းမယ်။ရောက်အောင်လာခဲ့ဆိုရင်သူခေါ်လို့ကျမသွားလိုက်ပါတယ်။အာကိုတကြီးနဲ့ကျမသွားခဲ့ပါတယ်သူစီကို။ရောက်ပါတယ်သူစီ။ရောက်သွားတဲ့အခါမှာသူဆက်ခရက်တွေရောင်းမယ်ဆိုပြီးကျမတို့ရောင်းခိုင်းတယ်။ကျမလည်းတကယ်လည်းရောင်း အဲ့ဒီ ORI ကြိုကောက်တဲ့အချိန်မှာလည်းငွေကြိုရှင်းဆိုကျွန်မငွေကြိုရှင်းခိုင်းနေ customer တွေကိုပြီးရင်ကျွန်မတီးကြကြလည်းသူ့ကိုတေချာတီးကြပြန်ရှင်းပေးတယ်။ဒါပေမဲ့တော့ကျွန်မ delete အပ်တဲ့အချိန်မှာတီးကြကြသူ့ကို delete အပ်ပေးစေချင်တာ။ဘာကြောင့်လဲဆိုတော့ကျွန်မအကောက်ကနေရောင်းပေးထားတာဖြစ်တဲ့အတွက်ကျွန်မတို့သားမီးတွေဒီလုပ်ငန်းလုပ်ကိုင်ဖို့အတွက်ကိုတော်တော်ခက်ခဲနေတဲ့ကာလဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့တကယ်ချင်းရေ order လာကောက်တယ်။အခုချိန်မှာပြောမှဆိုရင်လူအများစုကကျွန်မတို့သားမီးကိုတနာလို့ ချစ်တယ်ဆိုတာတော့သူတို့သုံးမှုလိုအပ်တာမလိုအပ်တာတဲ့ကျမတို့သားမီးတွေတနာလို့အားပေးကြတဲ့လူတွေတော်တော်များများပါတယ်အဲ့ဒီတော့အော်သူတို့သားမီးလေးဈေးလေးရောင်းနေတာငါတို့စမ်းသုံးကြည့်ပါမယ်အပေးလိုက်ပါမယ်ဆိုတော့စိတ်ညားပါတယ်ဟုတ်လားမဟုတ်လားအပေးတဲ့လူတွေသူတို့ဒီစိတ်ရင်းကိုသိပါလိမ့်မယ်အဲ့ဒီတော့ကျွန်တော်ကျမတို့တငယ်ချင်းရေဒီချိန်မှာငါ့အတွက်အလုပ်နေရာလေးရနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒလီလေးကိုတိကျအပ်ပေးပါဒလီအပ်ပြီးပြီလားကျွန်မနေတိုင်းပြောတယ် order app ပြီးတော့ပစ္စည်းမာပြီး customer တွေပစ္စည်းမာပြီး3ရက်နေ့3-4ရက်ဆိုရင်ကျွန်မစမေးပြီတကယ်ချင်းလောပြီသူတကယ်ချင်း order ဟိုဟာဖြစ်ပြီလား app ပြီလားလလီရပြီလားကျွန်မနေတိုင်းမြည်နောက်ဆုံးသူလုံးဝဘလို့မှသူလက်မခံတော့ဘူးသူဘလို့မှမရတော့တဲ့အချိန်ကြတော့မှကျွန်မဒီတပတ်10ရက်မှာ order လိုက်ပို့ပေးရတယ်ဒါတွေက order မှာထားတဲ့လူတွေကဒီတပတ်10ရက်မှာကျွန်မပို့ခဲ့လားမပို့ခဲ့သလား အော်ဒါအပ်ထားတဲ့လူကျမဒီစကားအမှန်ပြောသလားမပြောသလားဆိုတာကိုပစ္စည်းလက်ခံတဲ့လူသိပါလိမ့်မယ်အဲ့တော့ကျမပြောချင်တာကဘာလို့ကျမအကောက်ကနေဈေးရောင်းခိုင်းပြီးတော့ပစ္စည်းတွေကိုငွေချိုရှင်းခိုင်းပြီးတော့ဘာကြောင့်ဒလီအပ်မပေးတာလဲဒါပေမဲ့ तू မွဲနေလို့မဟုတ်ဆိုတော့ကျမသိတယ် သူမွေးနေလို့မဟုတ်ဘူးဒါပေမဲ့သူတခုခုကိုတော့ကျမကိုစိုက်ဝါသွားနေရဆိုတော့ကျမသိတယ်ဒါတည်းကကျမတန်တရားဖြစ်နေလို့တော့မဟုတ်ဘူးတကယ်ချင်းအပ်ပေးပါလားဒယ်လီအပ်ပေးပါလားသူတို့သမီးစားကိစ္စဘာကိစ္စညာကိစ္စကျမမသိဘူးစိတ်လည်းမဝင်စားဘူးဝင်လည်းမပါဘူးသမီးစားရင်ဖြစ်လဲဝင်လည်းမပါဘူးစိတ်လည်းမဝင်စားဘူးဒါပေမဲ့တော့ဒီဒယ်လီအပ်တဲ့ကိစ္စဒီပစ္စည်းရောင်းတဲ့ကိစ္စပဲကျမအဓိကပြောချင်တာအဲ့ဒီဒီ subscribe ကတကြောင်အိမ်မာလာကြက်ချောက်ဆိုလို့ရှိရင်လည်းကြက်ချောက်ကတကယ်ချင်းရော order အကြအဲ့ရမယ်နေတို့ရောက်ပြီသွားပို့မယ်နော်ဆိုပြီးတော့ပြောခဲ့တယ်ဒါပေမဲ့ तू အဲ့ဒါလည်း तू စိတ်တိုင်းမကြပြန်ဘူးကျွန်မစိတ်တိုင်းမကြရအောင် तू ကဒီအဓိကဒီ product က तू ထုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ तू စိတ်တိုင်းကြဖို့ကျွန်မအဓိကပို့လိုက်ပေးရတယ်နော် तू subscribe ရောက်မယ်ဆိုလို့ရှိရင်လည်း like လွှဲမယ်ဆိုလည်းကျွန်မ like လွှဲရင် like ဆေးဆိုရင်ဒီတိုင်းဖြစ်တယ်လို့မလုံးနဲ့သားတဲ့အမေလိုမလုံးနဲ့တေးချာလှလှပတန်တန်ရှင်ရှင်လုပ်ပြီးလုပ်မယ်လို့ပဲကျမပြောခဲ့တာတရက်ကလေးမှဒီ subscribe ရောင်းဖို့ကျမနှက်ခမ်းမဆူရဲဘူးစကားကိုလေတကယ်တော်တော်လေးကိုဒီလား ပြီးတော့တာကေတာမှာဆရာရှိရယ်နင်ပြောလို့နင်အဲ့အင်းချက်အင်းချက်ရှိရယ်ဆိုတော့နင်ပြောလို့ငါတခါတည်းထည့်ပြောလိုက်မယ်နော်တာကေတာမှာဆရာရှိရယ်အဲ့ဒီဆရာရှိရယ်အတွက်ကြောင့်မို့လို့နင်ကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုငါ့ကိုစကားတွေဟို AFM D AFM နင်လှက်ပတ်ပြီးတော့ငါ့ကိုထိုင်မင်းနေရနင်အဲ့လိုလှက်ပတ်မင်းနေလို့ငါကသိရမလားနင်တခါလေးမေးလို့ငါအခါကျငါမူးလာတာမျိုးကြီးငါအတွက်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ငါအဲ့ဒီဟာဘာကြောင့်ဖြစ်လဲဆိုတော့ငါသိရယ်နော်အဲ့ဒီ effect ကအဲ့ခါကျလို့ရှိရင်ငါစကားတွေကိုမှားပြောမိမှဆိုဩဆရာကောင်းပါတယ်ပြီးလို့ရှိရင်နင်ပြီးလို့ရှိရင်တခြားဆရာရှိသေးတယ်ငါနာမည်ထည့်မပြောချင်လို့ဘယ်ဆရာဘယ်လိုပဲဆရာဘယ်လို ငါတို့ကဘေးရင်တော့ပတ်တော့နေတဲ့လူတွေမဟုတ်ဘူးเนาะဘယ်သူစီမှလည်းမရောက်ဘူးဒါပေမဲ့တော့ငါတငယ်ချင်းတွေတော်တော်များများတယောက်စီရီတယောက်တယောက်စီရနေပြီးတော့မှတပည့်တွေဖြစ်တယ်အဲ့ဒီတကြောင်မလို့တို့ဆရာကြီးနဲ့ပတ်သက်ပြီးတော့တို့နားမှာနေတဲ့အတွက်ကြောင့်မငါစိတ်တက်တယ်ကိုအဲ့ဆရာကြီးရဲ့အကျင့်ကငါတိခဲ့တယ်တိခဲ့တဲ့အတွက်ကြောင့်ဘယ်ဆရာကဘလို့ချီတယ်သူတယောက်မှအသွင်တစ်မျိုးရှိတယ်เนาะအသွင်တစ်မျိုးရှိတယ်သူ့ရဲ့ ကိုပိုင်ဟန်ကိုပိုင်အမှုရာကိုပိုင်အစွမ်းစားကိုပိုင်ဗီဇဆိုရရှိအဲ့ဒါကြောင့်မလို့ငါပြောတယ်နင်လှက်ပတ်မေးတိုင်းငါဘာဖြစ်လို့မပြောပြစ်ခဲ့တာလဲဆိုတော့လှက်ပတ်မေးလို့ဒီလိုမျိုးတွေငါပြောမှဆိုမှရှိခဲ့လို့နင်းသားစကားကားခဲ့လို့အခုလိုမျိုးတွေပြဿနာတက်လို့နင်းသားစကားကားခဲ့မယ်ဆိုလို့ရှိရင်နော်ငါကဈားရရနေပြီးတော့မှဒီလိုမျိုးတွေဟိုပညာတစ်ခုကိုစော်ကားတယ်ဟိုပညာရှင်ကိုစော်ကားတယ်ဒီဆရာကိုစော်ကားတယ်ဆိုရင်ငါက ဓာတ်ရရနေပြီးတော့စိတ်ဒုက္ခရောက်အောင်မအဲ့ဒီအတွက်ကြောင့်မလို့ငါမစော်ကားခဲ့တာဒါပေမဲ့ငါပြန်ချခဲ့ရတဲ့စကားရှိရယ်ငါကနေပြီးဘသူဘက်ကနေနာတာတို့ဟိုလူဘက်ကနာတာတို့ငါဘသူကဘက်ကမနာတာမဟုတ်ဘူးငါကသင်္ကန်းစာရီနဲ့နေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်မငါဘုရားမှာအမားတွေကိုလည်းထပ်မလှုပ်ချင်လို့ငါပြုတ်ပြင်ပြီးတော့ငါထိမ့်သိမ့်ပြီးငါနေတယ်ငါအဲ့လို ပြုတ်ပြင်းပြီးတော့ထိမ့်သိမ့်ပြီးနေတာနင်းကတော့မကြုံဘူးလို့နင်းမသိဘူးငါကတော့နင်းအဲ့လိုမျိုးကြီးစကားကြီးရှောက်ရပြောလို့လူတွေနဲ့မတည့်တာဆိုလို့လေနင်းကငါတခါတည်းပြောလိုက်မယ်ငါကလေငါနေခဲ့တဲ့ပတ်ဝန်းကျင်မှာလေငါလူတွေကိုအော်ဆဲပြီးတော့မိုက်ကြီးခွဲပြီးစကားကြီးရှောက်ရှောက်ပြောလို့ငါမတည့်တာမဟုတ်ဘူးနင်းသိဖို့နော် နော်ငါကပတ်ဝန်းကျင်ရလူတွေကိုဟိုပြဿနာရှာဒီပြဿနာရှာအဲ့လိုတွေပြဿနာရှာနေလို့ပတ်ဝန်းကျင်ရလူတွေကငါငါပတ်ဝန်းကျင်ရလူတွေကငါနဲ့မတည့်တာမဟုတ်ဘူးနော်နင်းသိဖို့နင်းသိအောင်မှငါပြပြလိုက်တာသိတယ်နော်ငါ့ကိုမသိရင်မငါစောက်ချက်မကောင်းဘူးငါ့ကိုပေါင်းမဲ့လို့မရှိတဲ့ပုံစံမျိုးနဲ့ငါ့ကိုလာမပြောနဲ့ငါစောက်ချက်မကောင်းဘူးငါ့ကိုပေါင်းမဲ့လို့မရှိအောင်မဟုတ်ငါငါကနေငါအေးအေးဆေးဆေးနေထက်တဲ့အချက်ငါကနေငါရှိတယ်နော်ငါနေခဲ့တဲ့အဲ့ဒီအရှိတ် နော်ငါနေခဲ့တဲ့အရှိတကောင်မှလည်းသွားမေးကြည့်လိုက်အောင်ငါအိမ်ကြီးကအိမ်မင်းတော့ငါထွက်တဲ့ကောင်မှမဟုတ်ဘူးနော်နင်ပြောလို့ပါနင်ပြောလို့ငါပြောပါအောင်မငါအိမ်ကြီးကအိမ်မင်းတော့ငါထွက်တဲ့ကောင်မှမဟုတ်ဘူးနော်ငါตาตมี่တွေငါအရှိမပြောခဲ့သလိုပဲငါตาตมี่တွေចောင်းជូរမဲ့အချိန်မဟုတ်ဝယ်ជွေးမဲ့အချိန်အရွယ်ငါရက်ွက်တဲ့လက်ရလက်ရတောင်ဆက်ကမြင့်ညော့ထားတယ်လို့မဟုတ်ဟိုလူနဲ့စကားရှုပ်လိုက် ကိုယ်မှလည်းလာနေသေးရဲ့ကိုယ့်အကိုချက်မောက်ကြောဆာဆာဝတ်သားနဲ့ပဲဆာဆာပေါ့ဘာဖြစ်လို့ရေဘူးဆောင်ချရတယ်သူရှိနေလို့ရေဘူးဆောင်မချရတော့ဘူးလားကိုယ့်မှကိုနေရလေသူများရင်လည်းနာနေသေးရဲ့လူပါဝါကိုယ့်အကိုတော့တတိမထားမိပါဘူးတိလည်းမတိဘူးကိုကသူ့လိုစိတ်တက်လည်းမရှိဘူးလေနော်ပြီးတော့ကြတော့ဟိုရေဘူးဆောင်ချရတယ်ပြီးတော့ဗာလဲဖုန်းဖုန်းပြောတာဖုန်းပြောတာသူလာမှချရတယ်ကိုယ့်မှကိုနေရဖုန်းပြောလို့မရဘူးလားဟမ် ူများရင်လည်းလာနေသေးတယ်နည်းနည်းပါးပါးအာနာအာနာပါနာမရှိဘူးလားငါရှိမှမပြောလို့ဒီလားငါရှိမှပြောရင်နင်းနှံကနေအဲ့ဒီတုန်းကလေးဆောက်ပြဿနာတက်တယ်ဒီလားငါတို့ကအဲ့လိုကိုလည်းမတရားမလုပ်ဘူးသူများကိုကိုကိုမတရားလုပ်လေအရန်စောက်မိကတာနော်ဒီမှာအခုဝန်ထမ်းနှစ်ယောက်လည်းရှိရယ်နော်ဒီမှာလေဟိုကိုကဖြစ်အပြင်ကိုလေ1မိနစ်တောင်မှပဲထွက်လို့မရအောင်နော်ဘယ်ဘယ်ဘယ်ကိုအောက်လန်းတော့လောက်အောင်မအောက်လန်းလုပ်တယ်ဆိုတာဘယ်လိုလဲဆိုတာနင်းကပြရမလားဟမ် မလုတ်တက်တဲ့လူကိုဖားရဖားရလာပြောနေရလဲအံ့ဩစရာကောင်းတယ်ဘာရောအောက်လန်းနေတွေ့ကြမြလူအကုန်လုံးအောက်လန်းဟိုလူလဲအောက်လန်းလုတ်တယ်သူ့ကိုသူ့နားမှာအခုနော်အေယိုလာရနော်အေယိုလာတော့လည်းဆောက်ဆက်တပြားမှမပါဘူးဆောက်ကျမထားပါတော့သူတထေးမှိုင်းမလို့ကျမကက်ဖေစားပြီးတော့မနာလို့လို့သူ့ကိုအောက်လန်းနေလုတ်လိုက်တယ်ဆိုတမျိုးနော်ကျမမှကျမလင်းနေကျမနော်အပြင်းအောင်မပဲတမင်းနဲ့တောင်မှပေးမထွက်ဘူးကျမလင်းအဲ့ဒါကိုကျမဘဲဟိုဘဲဟိုအောက်လန်းနေတော့လုတ်ဘဲ ကောင်မနင်းလိုပဲငါလည်းရိုက်တက်တယ်သီလားနော်ငါကတော့နင်းလိုမျိုးဟိုအကောင်မကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်စောက်တင်းချတယ်လို့မျိုးပြောဘူးနင်းလိုပဲထည့်ပြောတာသူများတွေကိုအတင်းချတယ်လို့မျိုးငါမပြောဘူးနင်းလိုပဲငါထည့်ပြောတာနော်နင်းစောက်ချက်မကောင်တာနင်းကိုနေသည့်ဒုက္ခရောက်နေတာငါတို့သားမီးကိုမြောက်ပြဆန်တောင်းခုတုံးလောက်ပြီးနင်းဒုက္ခပေးနေရတယ်နင်းကိုနေသည့်နင်းစောက်ချောင်းနေသည့်အဲ့လောက်ပဲငါပြောမယ်နော်ဒုက္ခရောက်နေတာငါတို့သားမီးကိုခေါ်တင်ပေးခေါ်တင်ပေးထားရတဲ့နေ့တိုင်းစားတောင်းနေရတယ်နင်းစောက်ဆန်နေတာစားနေရလား စောက်ဆန်အိမ်လာတော့တပြားမှမပါဘူးလို့နေပြောလို့နော်အိမ်လာတော့စောက်ဆန်တပြားမှပါလာတာမဟုတ်ဘူးဆိုတော့အဲအိမ်မော်ရဲရောက်ချင်းပဲတဲ2000ရှိလား1000ရှိလားနေမဲ့စောက်ဆန်ရင်သုံးကလက်တရာရင်စချီတာမဟုတ်ဘူးလားဟင်နင်းတော်တော်နော်နင်းတော်တော်စောက်ချက်ရှိတဲ့ကောင်မနင်းတော်တော်စောက်ချက်ရှိတဲ့ကောင်မဒီတော်တော်ဒီလားညာတော့သူတော်ကောင်းပါလေမလေငါဆောက်ပြို့မစိုက်တာနေအောင်ဒီလားနော်ဒီလားနင်တော်ဆောက်ရှမ်းရှိတဲ့ကောင်းပါပဲ ဟင်းစေတနာရှိလို့ကုညီထားတဲ့အရာတွေမဟုတ်ဘူးလေဟုတ်လားနင်းအတွက်နင်းအသုံးချဖို့အတွက်ခေါ်ပြီးကုညီထားတဲ့ဟာလေနင်းမဲအသုံးချနေခဲ့တာမဟုတ်ဘူးလားဟမ်ဟကောင်မရဲ့ဟင်းဒီအောက်လန်း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 ဆိုတာတွေပဲထိုင်ပြောနေနေမဲအမေသစ္စာမောင်နဲ့အဲ့ဒီမေသစ္စာကနေကိုကာယာကြီးခွာပြီးတော့တရေ၆တာတွေရောသူဆိုရင်ဟိုဆရာလေးနဲ့ရွှေရွှဲဆိုပြီးတော့ဘုရားကျောင်းသားမှာဟိုမိငရဲမိလို့မျိုးထိုင်မှုတ်တာတွေရောနေမဲထိုင်ပြောနေတာ စပိုးစကားရေးလာပြီးတော့အဲ့မေတ္တာမှာငါတငယ်ချင်းလာနင်းတငယ်ချင်းလဲနင်းတို့သိရလေငါသူ့ဆောင်ကြောင်ဘာမှမသိဘူးအချောင်းမရဆိုတာပြီးရင်နန်းစော်တာရောပုတ်စော်ရောနင်းမဲထိုင်ပြောနေတာအဲ့ဆောက်ကြောင်ကြီးငါပြောက်မဟုတ်လို့လားဟင်ပြီးတော့ဘယ်ဆရာစီမှာရောဘလို့လောက်တာရောဟင်အဲ့ဆရာကြီးကငါသိနေတော့ခတ်အောင်ဟင်အောက်လန်းဆရာရောနင်းစက်ပောက်ကပဲနင်းစက်ပောက်ကပဲနင်းပြောနေတာလေအကောင်မရဲ့ ဟမ်ငါအောင်မြဟကောင်မဟကောင်ပါနဲ့နင်းဆောက်စင်ကဘယ်လောက်ရှိလို့လဲပြောစီစမ်းမအောင်နင်းအောင်ဆောက်စင်ဘယ်လောက်ရှိလို့လဲပြောတိပါအောင်အမလီငါတိချင်ပါတယ်နင်းရဲ့ဆောက်စင်ဘယ်လောက်ရှိလဲငါတိချင်သွားတယ်ဟမ်နင်းအောင်ဆောက်စင်ဘယ်လောက်ရှိလို့လဲအမလီငါဒီလောက်ပဲပြောမယ်နော်နေဖြတ်လိုက်တဲ့ဗီဒီယိုဖိုင်လည်းငါစီမှာရောက်လာပြီးသွားပြီတိလားငါလာပို့ပြီးသွားပြီဆော့ပြူးလို့လို့ဆော့ပေါ်လို့လို့လာလုံနေငါနာမည်ကိုနေဘိုင်းနင်းတက်ခေါ်ထားတဲ့ဗီဒီယိုနော်လူပါလာဝါနေဆော့ကောင်မှာ လာပြီးတော့နင့်လိုမျိုးကလည်းပြောတတ်တယ်အကောင်မှာပဲဖြစ်တယ်ညာဖြစ်တယ်နင့်လိုကစောက်တဲမတောက်ဘူးနင့်ကိုတဲ့ပဲပြောတာစောင်းလည်းမပြောဘူးเนาะ